ရုရှားနဲ့ယူကရိန်းပြန်လည်လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်အမေရိကန်ဘက်ကအစိုးပြုထားတဲ့တောင်းတကြဆစ်ပွဲအတွင်းအပြစ်ခတ်ရစဲရေးကန်ဂျမာကမတိချမရေရာသေးပေမယ့်ရုရှားနဲ့ယူကရိန်းအပြန်လည်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားခဲ့ကြောင်းရိုက်တာသတင်းမှဖော်ပြထားပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့်တန်ရန်ရောက်တွေနဲ့ပြည်စည်းမှုတွေရှိခဲ့ကြောင်းတာဝန်ရှိသူတွေကဒီကနေ့မတ်လ18ရက်နေ့မနေ့အစောပိုင်းမှာပြောကြားထားပါတယ် အမေရိကန်အစိုးရပြုထားတဲ့ရက်30ကြာအပြစ်ခံရက်ဆယ်ရေးကို ယူကရိန်းဘက်ကသဘောတူလက်ခံခဲ့ပေမယ့်ရုရှားသမ္မတဗလာဒီမာပူတင်ကအစိုးရပြုချက်ကို အမှုအရသာလက်ခံထားပေမယ့်တေချာတဲ့ဆုံးဖြတ်ချက်ချတာတွေမတွေ့ရကြောင်းလေးလာသူတွေကတုံ့သက်ပြောကြားထားပါတယ်။နှစ်ဖက်စလုံးကလေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်စွာ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းရုရှားနိုင်ငံအနောက်ဘက်ကက်ဒေတာမှာရှိတဲ့ယူကရိန်းတပ်ဖွဲ့တွေကိုစစ်မြေပြင်ကနေအမြန်ဆုံးဖယ်ရှားဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါနေ။ ရုရှားနဲ့ဆန်ဘဲကောရုဒေတာကိုလည်းယူကရိန်းဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်အသက်9နှစ်အရွယ်ကလေးတဦးအပါဝင်လူ3ဦးဒဏ်ရာရခဲ့ကြောင်းဒေတာဆိုင်ရာအုပ်ချုပ်ရေးမှူးတဦးကပြောကြားထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။